အားလုံးပဲမင်္ဂလာပါ TDN Gaming PC မှာကြိုဆိုပါရစေဒီနေ့ကတော့ဗောနော်ကျွန်တော်ဒီအဲ PC new link နဲ့နည်းနည်း share ပေးမှာဗောနော်အခုတလောကဘာဖြစ်လဲဆိုတော့ memory ဗောနော်အဓိက memory chip တွေဗောနော်ဈေးအရန်တက်ပါတယ်အရန်တက်တယ်ဆိုတာ90ခန်းတော့မငါတက်သွားတာအကြောင်းမလို့ထက်တက်အောင်မှာဒီထက်ထက်တက်အောင်မှာအကြောင်းမလို့ PC ဆင်တဲ့လူတွေဗောဗျာ PC ဆင်ချင်တယ်ဆိုလို့ရှိရင်တော့အာမြန်မြန်ဆင်လိုက်တာကောင်းတယ်ဘာကြောင့်ဆိုတော့တဖြည်းဖြည်းနဲ့ဈေးတက်ဖို့ပဲရှိတော့တယ် ဒါအခုချိန်မှာတော့အရင်တိတာတာ memory memory ဆိုလို့ရှိရင်များကျွန်တော်တို့ DDR5 ပေါ့နော်ဒါဆို Kingston DDR5 Kingston DDR5 16GB speed 6000နဲ့ကိုအရင်တော့ဆိုများကျွန်တော်3သိန်းလောက်နဲ့ရနိုင်တယ်အခုချိန်မှာ4သိန်းလောက်ဖြစ်နေတယ်ဒီဒီ memory လေးကဈေးအရင်တက်ပါတယ်ပြောမဆိုများအာရာခိုင်နှုန်း20 30လောက်ကိုတက်တာအဲတရင်အရတော့4 50လောက်ထိတက်မှာပြောမဆိုဒီတဲ့ဈေးကြီးဥမှာ4သိန်းခွဲ5သိန်းဖြစ်သွားနိုင်တယ် DDR5 16GB တချောင်းအကြောင်းမလို့ပေါ့နော် နောက်တစ်ချက်တော့ storage storage လည်းဈေးတက်ပါတယ်ဒါပေမဲ့ memory လောက်တော့မစိုးအဲ storage ကတော့နည်းနည်းဘာပြောခံတာသေးတယ်အဲကြောင့်မလို့ PC ဈေးကဒီထက်တက်တက်ဖို့ရှိတယ်အဲနောက်တစ်ချက်က graphic card graphic card မှာလည်းသူ့ရဲ့ VRAM chip တွေက memory လိုပဲ memory chip လိုပဲဈေးတက်တယ်အရန်တက်ပါတယ်ဘာကြောင့်လဲဆိုတော့ဗျာကျွန်တော်တို့ကဒီ graphic card ပဲဖြစ်ဖြစ် memory ပဲဖြစ်ဖြစ်ကျွန်တော်ဘယ်တစ်စိတ်ပဲဝယ်ဝယ်ဗျာဥပမာဗျာ Kingston အဲ Apsa SP အဲကျွန်တော်ဒီ Corsair colorful ဘယ်တစိမ့်ပဲပေါ်ပါဗျာအတိကသူတို့တုံးတဲ့ဒီ main memory chip ထုတ်တဲ့ company ကကဘာပေါ်မှာကြီးကြီးမားမား၃ခုပဲရှိတယ် Samsung ရှိမှာဗျာ SK Hynix ရှိမှာပြီးလို့ရှိရင် Micron ရှိမှာအဲဒီ company ၃ခုပဲဘယ် brand မှန်းသုံးလို့ဒီ company ၃ခုက chip တုံးတာပဲများတယ်ဒါပေမဲ့အဲ့ company တွေကဇီးသူတို့ရဲ့ main chip ကိုအရင်ကိုဈေးတင်ပါတယ်အခုချိန်မှာပေါ့နော်အတိက demand နဲ့ supply မမျှလို့ပါသူတို့ကလည်း သူတို့ရဲ့ဒီထုတ်လုပ်မှုကိုတိုးတိုးပြီးထုတ်လုပ်တဲ့အစီအစဉ်လည်းမရှိဘူးအဲဒါကြောင့်မလို့ဈေးရန်တက်ပါတယ်အဓိက AI center တို့ data center တို့မှာ demand အရင်များတဲ့ခါကျတော့ကျွန်တော်ဒီ PC pass တွေအတွက်က PC ကတိတ်မရအောင်ဖြစ်နေတယ်သူတို့ကတိတ်မထုတ်ပေးနိုင်အောင်ဖြစ်နေတာပေါ့เนาะအဲဒါကြောင့်မလို့ဈေးအရန်တက်ပါတယ်ဒီထက်တက်ဖို့လည်းရှိပါတယ် graphic ကလည်းဒီ2026ကြာလို့ရှိရင်တော့ဈေးအရန်တက်ဖို့ရှိပါတယ်အဲကြောင့်မလို့ပေါ့နော် PC ဆင်ရှင်တဲ့လူကတော့အခုချက်ချင်းဆင်လိုက်တာပိုကောင်းတယ် အဲကျွန်တော်တို့လည်းဈေးတက်ဖို့ရှိပါတယ်ကျွန်တော်တို့စင်တမပစက်တဲ့ထဲမှာတုံးထားတဲ့ဘာလို့ဆို memory နဲ့ storage ကဈေးတက်သွားတယ်ဆိုရင်ကျွန်တော်လည်းမတက်နိုင်ဘူးကျွန်တော်လည်းဈေးတက်ရမှာပေါ့နော်အဲ DDR4 လည်းဒီတိုင်းပဲ DDR4 16GB တစ်ချောင်းကိုအရင်တော့ဆိုရင်ကျွန်တော်တို့က33000 33000 8000နဲ့ရတယ်အခုချိန်မှာ DDR4 16GB တစ်ချောင်းကိုလေ3000လောက်ပေးပြီးဝယ်နေရတယ်အဲ့ဒါတော့မှဒီတက်တက်အောင်မလို့တော့အတန်ထွက်တယ်အဲ့ဒါကြောင့်မလို့ကြောက်စရာကြီးပေါ့ဗျာပြောမှဆိုရှင်ဒီအတိက memory နဲ့ storage ကဈေးနှုန်းကကြောက်စရာကြီးဈေးတက်ဖို့ရှိပါတယ် သူနည်း၎င်းပဲ graphic card လည်းဈေးတက်ဖို့ရှိတယ်။ဘာလို့ဆို graphic card မှာလည်း VRAM chip ကဈေးတက်မှာဆိုတော့အတူတူဈေးတက်မှာပေါ့နော်။အကြောင်းမလို့ PC ဆင်ဖို့အစီအစဉ်ရှိတဲ့လူကတော့အခုချက်ချင်းဆင်လိုက်တာတော့ပိုကောင်းပါလေ။အဲနောက်တစ်ခုကတော့သတင်းကောင်းလေးပါ။ Radeon ထဲကပေါ့နော် RX 6068K ဆိုတဲ့ graphic card လာတော့မယ်။အဲ့ graphic card လေးရ performance တော့ကို line ပေါ်မှာရောက်နေပြီသူရဲ့ performance နေရ RTX Nvidia တရားပေါ့နော် RTX 5060 8K နဲ့တိတ်မကွာပါဘူး RTX 5060ထက်ကို raw performance 2% 3%လောက်ပဲလျော့ပါတယ် အရင်ကောင်းတဲ့ရလက်ပါပြောမဆိုရှင်ပါဗျာအာသေး40 60တက်ကို20ရခန်းတော့ပို့တာမယ်အဲ performance လောကကောင်းတဲ့ကတ်ပါပြီးတော့ mirroring ကတ်ပေါ့ဗျာပြောမဆိုရှင်ပါเนาะနောက်တစ်ချက်ကကျွန်တော်ထင်တာဗမာဘီယာဆိုင်နေဆိုလို့ရှိရင်နေ radiant graphic ကတ်နဲ့အဆင်တော်များတာကျွန်တော် TTN လည်းပါတယ်ဗျာဘာကြောင့်လဲဆိုတော့ radiant graphic ကတ်ထင်တဲ့အတိုင်းဗျာ performance ထွက်တယ် fps ထွက်တယ်ဈေးတက်တာလေသူက game မှာတော်တော်ကြိုက်တယ်အာကျွန်တော်ဒီအလုပ်အတွက်တောင်းတဲ့လူတွေပေါ့เนาะ productivity ပိုင်းတော့မတောင်းပါနဲ့ Nvidia ကတ်ပဲတောင်းပါ Nvidia ကတ်တော့ပိုတာတယ်ချိန်တည်တယ်အလုပ်အတွက်ဆိုလို့ရှိရင်ဒါမဲ့ gaming အတွက်ကျွန်တော်က3တော့မှာဆိုလို့ရှိရင် cost to performance နိုင်ရှင်နိုင် Radeon အများကြီးတက်တာအဲကြောင့်မလို့ကျွန်တော် TDN တောက်လျှောက် Radeon ကတည်းကအများကြီးဆင်ခဲ့ဘူးတဲ့ဟိုပြောမှဆို6500 HT အဲပြီးလို့ရှိရင်6600 6600HT 6650HT အများကြီးဆင်ခဲ့ဘူးတယ်အဲပြီးလို့ရှိရင်9600လည်းကျွန်တော်အများကြီးဆင်ခဲ့ဘူးတယ် 6900HT လည်းကျွန်တော်အများကြီးဆင်ခဲ့ဘူးတယ်ဒီလက်ရှိလာမဲ့6060 8K လည်းကျွန်တော်များများဆင်နေမှာပေါ့နော်ဘာကျွန်တော်ဆိုတော့ gaming တမအတွက်တော့လောကတန်ပါတယ်အလုပ်အတွက်တော့ Nvidia ပဲတောင်းပါ 8K လေးကတော့ရတာနဲ့ကျွန်တော် TDM မှာဆင်နေမှာ ခမန်းချီကတော့ဈေးဘယ်လိုလာမလဲမတော့မသိဘူးပေါ့ဗျာချင်းတီတော့50 60ထက်တော့တက်တာမှန်ဗျာအဲတက်တာမှလည်းနဗီအဲရေဒီယန်ကတ်ကလည်းနဗီဒီယာကတ်ထက်တက်တာမှတို့ကလည်းရောင်းထွက်မှာဒါချင်းတီတယ်တက်ဟုတ်တက်တာမှန်ဗျာဘယ်လောက်တက်တာမှလည်းတော့မပြောတတ်ဘူးပေါ့ဗျာကျွန်တော်အများကြီးတက်တာရင်တော့ပိုကောင်းတော့ပေါ့ဗျာစင်းတော့တက်တက်တာနဲ့ဂမင်း PC တွေဆင်လို့ရတော့မှာပေါ့နော်အဲအဲ့လားလေးတော့သတင်းကောင်းလေးပါရတာနဲ့ကျွန်တော်ဒီဒီယန်ဂမင်း PC မှာဆင်လိုက်မယ်ကျွန်တော်အဲ IS 90 60 8GB ပေါ့နော်လာလိုက်မယ်ပေါ့နော် 8GB လေးရပါပေါ့နော်အဲ့တော့ဒါတွေကတော့ကျွန်တော် PC နဲ့ပတ်သက်တဲ့သတင်းလေးပါ